မိုင်းဆက်မြို့၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလာ အမျိုးသားပိုက်ကြော်ချင်းအလွတ်တန်းပြိုင်ပွဲစုပေးပွဲခမ်းနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစီပိုင်းမိုင်းဆက်မြို့၌2025ခုနှစ်အိုလံပစ်နေ့အထိမ်းအမှတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလာအမျိုးသားပိုက်ကြော်ချင်းအလွတ်တန်းလေးရောက်တွေပြိုင်ပွဲစုပေးပွဲအခမ်းအနားကိုဂျွန်လ20ရက်နေ့လယ်နက်နာရီကမိုးလုံလီလုံအားကစားခမ်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည် အခမ်းအနားတွင်နောက်ထိုင်အကောင်းဆုံးအားကစားသမားဆုရရှိသော5 star အသင်းမှ ကျောနံပါတ်18ကိုလာကြီးအားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါခင်လာပြည့်ဝင်းက၎င်းပင့်ထောင်အကောင်းဆုံးအားကစားသမားဆုရရှိသော5 star အသင်းမှကျောနံပါတ်9ကိုဆိုင်ထက်အောင်ဟာမြို့မီမြို့ဖဦးဆိုင်မိုးစောဦးက၎င်းရိုက်ခုတ်အကောင်းဆုံးအားကစားသမားဆုရရှိသောလာဟုလေးအသင်းမှကျောနံပါတ်9 ကိုပါရှိအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်ဦးဆိုင်မွန်စေးတောင်းက၎င်းစုတစိမ့်နှင့် စုတော်ငွေအားပေးအပ်ချီးမြှင့်ပါသည်ထို့နောက်နှစ်သိမ့်စုရရှိသောထွန်အပ်ချုပ်ဆောင်ရင်တင်အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ဗိုလ်မှူးဆိုးမြတ်သူက၎င်းတတရစုရရှိသောမောချေရီအသင်းအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးအားလွန်က၎င်းဒုတိယစုရရှိသော လာဟုလေအသင်းအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တုံးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနခရိုင်ဦးစည်းမှုဦးမျိုးတန်းက၎င်းဆွဲပြားနှင့်စုတော်ငွေအားအတီးတီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးပထမဆုရရှိသော5 star တရားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှုဦးညီညီထွေးကဆွဲပြားစုတော်ငွေနှင့်ပထမတကွန်ဆိုင်စုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသားပိုက်ကြော်ချင်းအလွတ်တန်း၄ရောက်တွဲပြိုင်ပွဲကိုဂျွန်လ၁၈ရက်နေ့မှ20ရက်နေ့ထိမိုးလုံလီလုံအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးမိုင်းဆက်ခရိုင်တွင်ရှိအမျိုးသားပိုက်ကြော်ချင်းအားကစားဝါသနာရှင်အသင်း၁၄သိန်းဝင်ရောက်ရှင်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာ။